တော်တရှင်တွေအားလုံးတာလီကြပါ Development Media Group DMG ရဲ့2025ခုနှစ်မေလ18ရက်နေ့အတွက်သတင်းတန်ထုတ်လွှင့်မှုစတင်ပါတော့မယ်ဒီကနေ့မှာတော့မင်းပြတိုက်ပွဲအတွင်းဖမ်းမိတဲ့စစ်တုံးပန်းမိသားစုဝင်225ဦးကိုဒုတိယအကြိမ်အလှပေးတဲ့သတင်း AOD ကွင်းကောက်မြို့အနီးကကပြိုစခန်းကိုတော်လှန်ရေးပူးပေါင်းတပ်တွေထိုးစစ်ဆင်တဲ့အကြောင်း ပေါတော့ကကြည့်ရတချို့မှာတောက်သုံးရင်ပြက်လက်နေတဲ့သတင်းအပါအဝင်အခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီစီစဉ်ကိုကျမဖြူဖြူအင်းနဲ့အတူကိုအောင်သူရအပါအဝင်မဆောင်းစာချီတို့ကပူးပေါင်းတင်ဆက်ပေးသွားမှာပါ။ပထမဆုံးအနေနဲ့မင်းပြတိုက်ပွဲအတွင်းဖမ်းမိတဲ့စစ်တုံးပန်းမိသားစုဝင်225ဦးကိုဒုတိယအကြိမ်အေအေလွှတ်ပေးတဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်။ရခိုင်ပြည်မင်းပြမျိုးသိမ်းတိုက်ပွဲကာလအတွင်း ဖမ်းဆီးရမိထားတဲ့စစ်ကောင်စီတပ်သားမိသားစုဝင်225ဦးကိုမနေ့ကမေလ16ရက်နေ့မှာအာရခတပ်တို့ AA ကဒုတိယအကြိမ်ပြန်လွှတ်ပေးလိုက်တယ်လို့သိရပါတယ်။မင်းပြမျိုးကိုတင်ပိုက်ခဲ့ပြီးတဲ့နောက်ဖမ်းဆီးရမိခဲ့တဲ့စေတုံပန်းမိသားစုဝင်ကလေးသူငယ်တကြီးရွယ်အိုတွေကိုဒုတိယအကြိမ်အဖြစ်လွန်ကြီးရှမ်းတာခွင့်ပေးပွဲအခမ်းအနားပြုလုပ်ပြီးတော့ပြန်လည်လွှဲပေးလိုက်တာဖြစ်ပါတယ်။ ြီးခဲ့တဲ့ April 13ရက်နေ့ကလည်းပထမအကြိမ်အဖြစ်မင်းပြမျိုးသိန်းတိုက်ပွဲအတွင်းကဖမ်းဆီးရရှိခဲ့တဲ့စစ်တုံးပန်းမိသားစုဝင်190ကို AA ကလွန်ကြီးခွင့်ပေးခဲ့ပါတယ်။အာရခတပ်တို့ AA ဟာမင်းပြမျိုးကို2020လေကူနှစ်ဖေဖော်ဝါရီလ6ရက်နေ့မှာအပိတက်သိမ်းပိုက်ခဲ့ပြီးတဲ့နောက်တက်မတက်စခန်းအသီးသီးကစစ်လက်နဲ့အမြောက်များနဲ့စစ်တုံးပန်းတွေကိုဖမ်းဆီးရမိခဲ့ပါတယ်။ ဆက်လက်ပြီးတော့ဧရာဝတီကွမ်းကောက်မြို့အနေကကပြောစခန်းကိုတလရဲပူပေါင်းတက်တဲ့ထိုးစစ်ဆန်နေတဲ့တံတန်းကိုတန်ဆက်ပေးရှင်ပါတယ်။ဧရာဝတီတိုင်းအင်္ဂပူမြို့နယ်ကွမ်းကောက်မြို့အနေကပနေကွမ်းကျေော်မှာတက်ဆွဲထားတဲ့စစ်ကောင်စီရဲ့ကပြောတက်စခန်းကိုတလရဲပူပေါင်းတက်တဲ့ဟာထိုးစစ်ဆန်တက်ခိနေပြီးတော့စစ်ကောင်စီကစစ်တပ်လေထိတိနဲ့လေချောင်းပစ်ကိုပေးပြီးခုခံနေရတယ်လို့စစ်ရဲအခြေအနေကိုသိရှိသူတွေကပြောကြပါတယ်။အဲ့ဒီစခန်းကိုတလရဲပူပေါင်းတက်တွေက မေလာစစ်သွင်းရက်နေ့ကလေးကစက်တန်တက်ခဲနေတာဖြစ်ပြီးတော့စစ်ကောင်စီဘက်ကလည်းအပြန့်ထန်ခုခံနေတာကြောင့်တိုက်ပွဲတွေဟာပြန့်ထန်နေစေဖြစ်ပါတယ်။လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ကျေးရွာတွေဟာစစ်ကောင်စီရဲ့အမှန်ငါတက်မတော်တက်မြတ်လက်ချင်ရဲ့တန်တန်းကြောင့်တက်ကကငါကွန်းကောင်မျိုးနဲ့လက်မိုင်လောက်ပဲအကွာဝဲရှိတော့တယ်လို့သိရပါတယ်။ တပ်ပွဲတဲ့ကြောင့်ပသိမ်မူညာကလန်ကဗနေကွန်းတန်ဖျာကွန်းဖျာကုံးခွေတောက်ပန်ကွန်းကြီးပန်စတဲ့ကြေးပါတွေကထောင်နဲ့ရှိတဲ့ဒေသခံတွေဟာဘေးလက်ရကောထွက်ပြေးတင်းချောင်နေကြရပါတယ်။အဲ့ဒီတပ်ပွဲတွေကကျုံပြိုအခြေစိုက်ခလာရ36တန်ရန်ကပါရမော်တာခိုစက်တက်လေထိတဲ့ပို့ဆောင်ပြီးလေကြောင်းပွင့်ချစ်တက်ခဲနေတယ်လို့သိရပါတယ်။လေကြောင်းတက်ခဲနေတယ်လည်းရှိပါတယ်။ ကွမ်ကောက်တိုက်ပွဲတွေဟာစစ်ကောင်စီဘက်ကအကြရှုံးတွေများပြီးဒဏ်အရှိသူတွေကိုအနောက်တောင်တိုင်းစစ်ဌာနလျှောက်ပသိမ်မြို့အမှတ်လေးစစ်စေယုံမဆရလေးကိုပို့ဆောင်ပြီးတော့စေကုတ်သားမုံခံယူနေကြရတယ်လို့စစ်ရဲတပ်ရင်းမြစ်တွေကပြောကြပါတယ်။ဒါပြန်လေးမျက်နှာမြို့နယ်သေကုန်းကျေးရွာမှာအခြေစိုက်ထားတဲ့စစ်ကောင်စီတပ်စခန်းကိုတော်လရင်ပူပေါင်းတဲ့တွေကမေလ၁၀ရက်နေ့မှာတိုက်ခိုက်ခဲ့တယ်လို့ဒေသခံတွေကပြောကြပါတယ်။အီရာဝတီတိုင်းမှာအာရခတက်တော်ဟာဒေသခံပြည်သူကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ပူးပေါင်းပြီးစစ်ရဲဖော်ဆောင်နေရတဲ့ရှိသလို့ လက်ရှိမှာလင်းမျက်နှာပသိန်းရေကျဲတာပေါင်းနဲ့အန်ကပူမြို့နယ်တွေမှာတိုက်ပွဲတွေဖြစ်ပွားနေကြတာဖြစ်ပါတယ်။ပေါင်တော်အကျေးရွာတချို့မှာတောင်တုံးရေပြက်လက်နေတဲ့သတင်းကိုလည်းတင်ဆက်ပေးမှာပါ။ရခိုင်ပြည်ပေါတော်မြို့အနီးကစစ်ဘေးရှောင်တွေခေလုံနေတဲ့ကျေးရွာ၅ရွာမှာတောက်တုံးရင်ရှားပါပြက်လက်တဲ့ပြဿနာနဲ့ရင်ဆိုင်နေရတယ်လို့သတင်းရရှိပါတယ်။ပေါတော်မြို့မြောက်ဘက်မှာရှိတဲ့ကျေးရွာ၅ရွာထပ်မင်းဟာ တောက်သုံးရင်ရှားပေါမှုနဲ့ရင်ဆိုင်နေကြရတာဖြစ်ပြီးတော့နောက်ထပ်ကျေးရွာတွေမှာလည်းထမ်းမှန်ရေရှားပေါမှုနဲ့ကြုံတွေ့နိုင်ရတယ်လို့ကုညီပေးနေသူတွေကဆိုပါတယ်တောက်သုံးရင်ရှားပေါနေတဲ့ကျေးရွာတွေမှာပေါတော်မျိုးကစစ်ပေးဆောင်တွေနဲ့စစ်တွေမျိုးတွေကစစ်ပေးဆောင်တွေခေလုံးနေကြတာဖြစ်ပြီးတော့အဲ့ဒီကျေးရွာမှာရှိတဲ့တောက်သုံးရေကန်နဲ့လူဦးရေမညီများတာကြောင့်ရေရှားပေါမှုဖြစ်နေရတာလို့ဒေသခံတွေကဆိုပါတယ် အဲ့ဒီကျေးရွာတွေမှာမိသားစုတစုကို၂ရက်မှ၅ကလန်ဆန်းပူးနဲ့တပူးစီဖျန်းဝင်ပေးနေတယ်လို့ဆိုပါတယ်2023ခုနှစ်နိုဝင်ဘာလကတည်းကပေါတော်မျိုးခန့်တွေဟာစပေးတိန်ဆောင်နေကြရပြီးတော့စစ်တွေကစပေးဆောင်အများအပြားမှာလည်းပေါတော်မျိုးနေမှာရှိနေပါတယ်။လူသားချင်းစာနာထောက်ထားရေးနဲ့ဖော်ပြရေးဆိုင်ရာပူပေါင်းဆောင်ရွက်ရေးယုံ HDCO ရဲ့ထုတ်ပြန်ချက်တွေအရပေါတော်မျိုးနေမှာစပေးဆောင်ဥယျာဉ်တသိန်းတသောင်းကျော်လောက်ရှိတယ်လို့သိရပါတယ်။ သတင်းတွေကိုဆက်လက်တင်ဆက်ပေးနေပါတယ်စစ်ကောင်စီနဲ့ UWS ရဲ့ထင်းချုံနေမြေမှာမြေရှားတပ်တူတူဖော်မှုရှိနေတဲ့သတင်းကိုလည်းတင်ဆက်ပေးရှင်ပါတယ်စစ်ကောင်စီနဲ့ဝါပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWS ရောပူးပေါင်းထင်းချုံနေမြေဖြစ်တဲ့ရှမ်းပြည်နယ်မန်းယွန်းဒေသမှာမြေရှားတပ်တူတူဖော်နေတယ်လို့ရှမ်းလူအခွင့်အရေးမှန်တိုင်က မနေ့ကမေလ16ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ် မိုင်းယွန်းဒေသဟာထိုင်းနေဆက်မြောက်ပိုင်းကနေ25ကီလိုမီတာကွာဝေးတဲ့မိုင်းဆမ်မြို့တောင်ဘက်မှာတည်ရှိပြီးတော့မိုင်းယွန်းဒေသမှာရှိတဲ့မြေရှားတပ်တုတွင်းနှစ်ခုရဲ့ပုံရိပ်ကိုဂျော်တူတပ်ပုံတွေကနေတဆင့်တွေ့ရတယ်လို့ရှမ်းလူအခွင့်ရေးမန်တိုင်ရဲ့ထုတ်ပြန်ချက်မှာပါရှိပါတယ်။အဲ့ဒီမြေရှားတပ်တုတွင်းတွေကစွန့်ပစ်ပစ္စည်းတွေဟာနန်းခုံမြစ်ထဲကိုစီးဝင်နေတဲ့ရေအေးမြစ်တွေကိုညဉ့်ညမ်းစေပြီးထိုင်းမြန်မာနေဆက်နှစ်ဖက်စလုံးကမြေအောက်ပိုင်းမှာနေထိုင်တဲ့ဒေသခံတပ်တန်းကျော်ရဲ့ကြမ်းမာရေးကိုဆူဆူရွရွထိခိုက်လာမှာကိုစိုးရင်တယ်လို့ ရှမ်းလူအခွင့်ရေးမန်တန်ကဆိုပါတယ်ရှမ်းလူအခွင့်ရေးမန်တန်ရဲ့ဂျော်ဒူတပ်ပုံတွေအရအဲ့ဒီတပ်တူတွင်းတွေရဲ့ပုံတံဟာကချင်ပြည်ကတရုတ်ကုမ္ပဏီတွေတာဗီယန်နဲ့ဒိုက်စပရိုစီယန်ကိုပမာဏများစွာထုတ်ယူနေတဲ့မြန်ရှားတပ်တူတွင်းတွေလို လုပ်ငန်းသွန်းကန်အဝိုင်းတွေကိုစီတန်းထားတာကိုတွေ့ရတယ်လို့ထုတ်ပြန်ထားပါတယ်ကချင်ပြည်ကမြန်ရှားတပ်တူတူးဖော်မှုဟာတဘောပန်ဝင်းကျင်ကိုပြင်းပြင်းထန်ထန်ထိခိုက်စေတဲ့နီလိုက်နဲ့တူးဖော်တာဖြစ်ပြီးမြေရှားတပ်တူတွေကိုထုတ်ယူရမှာတောင်တွေကိုအပေါက်ဖောက်ပြီးတော့ ပိုက်တွေကနေတဆင်ဓာတုပစ္စည်းတွေလောင်းထည့်ရပါတယ်။အဲ့ဒီဓာတုအရည်တွေကိုကန်သေးကိုပြန်ထည့်သွင်းပြီးတခြားဓာတုပစ္စည်းတွေကိုထပ်ထည့်ပြီးတော့မှမြေရှားတက်တုကိုထုတ်ယူတာဖြစ်ပါတယ်။အဲ့ဒီလိုအောက်ခြေကတုဖို့ထုတ်ယူမှုဟာမြေပြုံမှုဖြစ်စေတာ၊မြေပုံမြေအောက်ရေစိုက်တင်တာ၊ငါးနဲ့တိုးရိုင်းတိရစ္ဆာန်တွေကိုတည်ဆုံစေတာနဲ့စိုက်ပျိုးပင်တွေကိုထိခိုက်စေတာကိုဖြစ်စေတယ်လို့ရှမ်းလူခွင့်ရေးမန်တန်ကဆိုပါတယ်။မယွန်းဒေတာကမြေရှားတက်တုတွင်တွေဟာ လန်ခုံမြစ်ထဲကိုအစိုက်တွေစွန့်ထုတ်တာအပြင်ရွှေတွင်းတွေကြောင့်ရှိနေပြီးသားဖြစ်တဲ့ညဉ့်ညမ်းမှုတွေထက်ပုံမဆိုးရွားနိုင်ပြီးတော့ရှမ်းပြည်တောင်ပိုင်းနဲ့ထိုင်းနိုင်ငံမြောက်ပိုင်းကနန်းခေါင်းမြစ်တခြားမှာနေထိုင်တဲ့ဒေသခံတွေရဲ့ကြမ်းမာရေးကိုရှင်းချောင်းနေတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။မြေရှားတပ်တုတူဖို့မှုနဲ့ဖြစ်ပေါ်လာနိုင်တဲ့နေဆက်ဖြတ်ကျော်တည်ရောက်မှုတွေကိုနေဆက်နှစ်နိုင်ငံလုံးကတာဝန်ရှိသူတွေအနေနဲ့အမြန်စုံစမ်းကြဖို့လိုအပ်နေပြီး တတ်တူတူဖို့မှုနဲ့ဆက်ဆက်အချက်အလက်တွေကိုအများပြည်သူသိရှိနိုင်စေဖို့ထုတ်ဖို့ပြသဖို့လိုအပ်တယ်လို့လည်းရှမ်းလူအခွင့်အရေးမှန်တိုင်းကထုတ်ပြန်ထားပါတယ်နောက်ဆုံးတဲ့ဘောအနေနဲ့ကေအိုဩဂရာဟောင်းဥဇဟရကွေလန်ချင်းအပေါ်ရွယ်လေအဝန်ကြီးချောင်းတဝန်လာပေးပို့တဲ့တဲ့တန်းကိုလည်းတင်ဆက်ပေးရှင်ပါတယ်။ ကရှန်လွက်လရဲ့အဖွဲကရှန်လွက်လရဲ့တက်မတော်ကေဟိုကန်ဩဂရာဟောင်းဥဇဟရကွေလန်ချန်အပေါ်ရခိုင်မျိုးသားအဖွဲချုပ်ရွယ်လေကဝန်ထမ်းချုပ်ပေပေါ်တဲ့တဝန်လောင်ကိုဒီကနေ့မှာထုတ်ပြန်လိုက်ပါတယ်ကန်ဩဂရာဟောင်းဥဇဟရဟာခရစ်တိုနဲ့အိပ်ပျော်သွားပြီလို့ကြားသိရတာကြောင့်မိသားစုဆွေမျိုးအဖွဲစစ်နဲ့ထပ်တူဝန်ထမ်းရတယ်လို့ရွယ်လေကဝန်ထမ်းချုပ်တဝန်လာပေပေါ်ထားတာဖြစ်ပါတယ် ကဲအဖွဲ့စစ်မှာ55နှစ်တိုင်တွန်လန်ရဲ့တာဝန်အဖွဲ့စစ်တာဝန်တွေကိုမငြိမညို့ထမ်းဆောင်ခဲ့တဲ့ဦးဇော်ဟရဟာခရစ်တော်မှာကောင်းစွာအိပ်ပျော်ပါစေလို့ရွယ်လေကဆုမွန်မြတ်တာပို့သထားတာဖြစ်ပါတယ်။ကဲဩဂရာဟောင်းဦးဇော်ဟရ89နှစ်ဟာမေလ15ရက်မနက်9:00နာရီ15မိနစ်မှာလူကြီးယောဂနဲ့ကွယ်လန်သွားခဲ့တာပါ။ ဦးဆောင်ဟာရဟာ1960ခုနှစ်မှာရန်ကုန်တက္ကသိုလ်ကဘွေရရှိခဲ့ပြီး1964ခုနှစ်မှာကေယွန်ထန်စတန်ဝမ်ရတာဝန်ထမ်းဆောင်ခဲ့ပြီးတော့ကေယွန်ဩက္ခဋတာဝန်ကလည်း2018ခုနှစ်နှစ်ဆန်းဘက်မှာကျမ်းမာရေးကြောင့်အနားယူခဲ့တာပါဒီကနေ့သတင်းတန်ထုတ်လွှင့်တဲ့အစီအစဉ်ကိုဒီလောက်နဲ့ပဲရန်နာလိုက်ပါတယ်ရခိုင်ပြည်အတွင်းကသတင်းအကြောင်းအရာတွေအပါအဝင်တခြားဒေသတွေကသတင်းတွေနဲ့ပတ်သက်လို့ DMG သတင်းဌာနကိုသတင်းတွေပေးပို့ချင်တယ်ဆိုရင်တော့ အပေါင်း66 839 63 633ကိုလုံခြုံစိတ်ရစွာနဲ့ဆက်သွယ်ပေးပို့နိုင်ပါတယ်။ဒီအစီအစဉ်ကိုတလင်းလာနေကနေစနေနေ့အထိနေ့စဉ်ည8နာရီအချိန် DMG ရဲ့ Facebook စာမျက်နှာနဲ့ SoundCloud.com မှာ DMG Online Radio လို့ရှာပြီးနားဆင်နိုင်ပါတယ်။နားတော်တာဆင်ရတဲ့သူတွေကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။